โอเคဒီတစ်ခါတော့1389ခုနှစ်အတွင်းမှာဗုဒ္ဓဘူးရာဟုသာသမီတွေဘယ်လိုရှိမလဲဆရာတို့ဆက်ပြောပေးပါမယ်စားလိုက်အောင်ဆိုတော့1989ခုနှစ်အတွင်းမှာရေဘူးရာအပြင်ဗုဒ္ဓဘူးရာဟုသာသမီမိတ်ဆွေအရှုဟာကံရဆိုရင်တော့အနှဲငယ်လေးယုံကံရတတ်တယ် သို့သောဗုဒ္ဓဘုရားဟူသာသမိတိုင်းမဟုတ်ဘူးဗုဒ္ဓဘုရားဟူသာသမိတွေက1386ကိုတခြားပြန်ကြည့်အောင်1386မှာကံအားဖြင့်မညံ့ခဲ့ဘူးဆိုရင်တော့1386မှာအရန်ကြီးတော့ညံ့တဲ့ထဲမှာစူးစူးဝါးဝါမပါပဲလို့1386ခုနှစ်မှာစတင်လုပ်မယ်ဆိုရင်တော့ဘာကိုပြည့်ပြည့်နံပါတ်1က ဇွဲရှိဖို့လိုအပ်တယ်ဇွဲနှစ်ပန်းရှိဖို့လိုအပ်တယ်ဘာလို့ဖြစ်ဖြစ်အစမှာအနေငယ်လေးရုံးကန်ရတက်ပေမဲ့အဆုံးတက်မှာတော့ဂျင်းသေးပါအောင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းရရှိမှာဖြစ်တဲ့အတွက်ဘာကိုလို့လို့ဒီဇိုင်းမှန်မှန်နဲ့ကွန်ပျူတာရှိအောင်လုပ်ဖို့လိုအပ်တယ်1989ခုနှစ်မှာသူများရဲ့အားကိုးကိုရယူလို့လိုစိတ်နဲ့လုပ်လို့မရဘူးသူများရဲ့နှာခေါင်းပေါက်နဲ့အသက်ရှူလို့မရဘူးဘာလို့ဖြစ်ဖြစ်အဲ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာလည်းတည်တည်ချာချာစဉ်းစားပြီးတော့တွေးခေါ်ရှာရမယ်။လုံမဲလို့ဆုံးဖြတ်ပြီးတဲ့အရာကိုသူများနဲ့မတူဘူး။ဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်တတ်တယ်။အဲဘာကိုလွတ်လွတ်တောင်းရဲ့68ခုနှစ်အတွင်းမှာ ဆုံးဖြတ်ချက်နှစ်ခွဆုံးဖြတ်ချက်နှစ်ခုဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေထောင်ဗိုလ်တပူရောက်တာသမီးတွေကဘာကိုဖြစ်ဖြစ်ဒီတစ်နှစ်ထဲမှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စအရေးကြီးတဲ့လုပ်ငန်းမှန်သမျှကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပါဒါကိုလုပ်ရင်ကောင်းမလားဟိုဟာကိုလုပ်ရင်ကောင်းမလားဆိုတာမျိုးဒါကိုဆုံးဖြတ်ရင်ကောင်းဖို့အကိုဆုံးဖြတ်ရင်ကောင်းဆိုတဲ့မိတ်ဆွေများဖို့ကတော့ဒီနှစ်ကနည်းနည်းလေးပြက်ပြက်သားသားနဲ့ဆုံးဖြတ်ရမယ်နှစ်လို့တော့အကြံအဖျင်းတတ်မှတ်ရလိမ့်မယ်ကျမ်းမာရင်နဲ့ပတ်သက်လာရင်ဗိုလ်တပူရောက်တာသမီးကအထူးသဖြင့်ဒီနှစ်ထဲမှာဆိုလို့ရှိရင် မိတ်ဆွေဗုဒ္ဓဘုရားတော်သမီးတွေနေနဲ့နှလုံးနဲ့ပတ်သက်တာမျိုးတွေအသက်ရှူကြတာမျိုးတွေမောတာမျိုးတွေဖြစ်ရတတ်တယ်လူပြူစားခြင်းခံရတာမျိုးတွေဖြစ်ရတတ်တယ်တော်တော်ဂယုဆိုင်ဆင်နေရမယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်ဟိုနေရာမှာလဲကိုမပါရင်မပြီးဒီနေရာမှာလဲကိုမပါရင်မပြီးဆိုသလိုဘယ်နေရာကိုမစိုးကိုကဥစည်းဥဆောင်ပြီးတော့ရဲရဲဝံ့ဝံ့လောက်ရတတ်တယ်လို့ဒီနေ့ထဲမှာ အထူးသတိထားရမှာတော့အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်တဲ့အရာလေးတွေ မိမိအနေနဲ့အများနဲ့ပတ်သက်ပြီးကိုကစန့်ကျင်မှာဖြစ်နေတာမျိုးလေးတွေဖြစ်ရတဲ့အတွက်သတိထားစင်ကျင်ပေးဖို့လိုအပ်တယ်အထူးသဖြင့်သတိထားအမှာကတော့တပုတ်လေလွင်ကောလာဟာလာတွေအပြစ်များများပြောခံရတာမျိုးတွေကြုံရတတ်တယ်မိမိရဲ့ဖူးစာပတ်အချစ်သူကြီးစားဟာဂျာစာပရိသသမီးဆိုရင်တော့သတိထားစင်ကျင်ရန်လိုအပ်တယ်ဂျာစာပရိသသမီးနဲ့ပတ်သက်လာတဲ့အခါစိတ်တော့ကပြရလာမျိုးမိမိအိမ်အောင်ပတ်ဟာဂျာစာပရိသသမီးအေးဆိုလို့ရှိရင်တော့မိတ်ဆွေဘုံတစ်ခုရောက်သသမီးတွေနဲ့ဒီနှစ်ထဲမှာနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောနည်းငယ်ဖြစ်ရတတ်တယ်အဲဆွမ်းနာလို့ပေါ့၎င်းရဲ့အကူအညီ ိုမရရှိတာမျိုးတွေသူတို့မသိအောင်လုပ်တဲ့ကိစ္စလေးတွေမှာပြဿနာကတော့ကစားလေးပေါ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဗုဒ္ဓဘုရားဥဒသမီးရ1368မှာဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရေရဝန်ဆုံးဖြတ်ပါအဲသာသမီးရအကူညီကိုရရှိတတ်တယ်ညီကိုမတော်မတွေရအကူညီကိုရရှိတတ်တယ်ထို့သောအစိုးပြင်ဖြစ်ပါစေအကောင်းပြင်ဖြစ်ပါစေပါစေလူပြပြောခံရတာမျိုးတွေမိမိကိုတော့ ဟိုအပြစ်တင်ဝေဖန်တာမျိုးလေးတွေကြုံမှတ်တဲ့အတွက်တော့သတိထားစင်ကြီးမျိုးလိုအပ်ပါတယ်။ဒါအပြင်ဗုဒ္ဓဘုရားဟူသာသမီးမိတ်ဆွေများဟာဒီနှစ်တာတော့ပြမှာဆိုလို့ရှိရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်ပြောပြမယ်။ အကျိုးပေးတဲ့အရာလေးတွေကမိတ်ဆွေတို့အနေနဲ့တေးတေးရှာရှာနဲ့ပလန်ကြကြအကွက်ကြကြစီစဉ်လုပ်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်စတင်အရှိရှာအဆုံးဖြတ်ရန်အကျိုးပေးတယ်မိတ်ဟောင်းဆွေဟောင်းမိတ်ဆွေရင်းရှာတွေနဲ့ပတ်သက်လာရင်စကားများရန်ဖြစ်ရတာမျိုးလေးတွေခြုံငါတက်တယ်မြေကိစ္စလေးတွေကောင်းတယ် OH မြေကိစ္စလေးတွေကောင်းတယ်နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်သို့တော့မကောင်းတဲ့တဲ့င်းတွေခေါ်လာဟာလာတွေကိုအလားတူပဲဆက်ညင်ပိုက်အရာမှာပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့ဒီလိုအပြစ်ပြောခံရတာမျိုးဝေဖန်ခံရတာမျိုးတွေကိုလည်းကြံ့ကြံ့ခံ ိုင်ဖို့လိုအပ်တယ်ဖြစ်နိုင်ရင်ပြဿနာကိစ္စလေးကိုရှင်းလေးရှုပ်လေးဖြစ်ရတတ်တဲ့အတွက်ရှင်းနေတာမျိုးကို ရှုပ်သွားစေတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ဒုံခတ်အမာရောမဘယ်ရောင်မှတကယ်မဆိုင်ပဲနဲ့ရဲရဲဝံ့ဝံ့နဲ့လှုပ်ဆောင်မှာအမဟာကိုဖြစ်ဖြစ်အမန်ကိုဖြစ်ဖြစ်ကိုကိုတိုင်းသုံးသက်စဉ်းစားပြီးတော့လှုပ်ပါလို့ပဲဆရာကအကြံပေးလို့တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီနှစ်တာတော့တွေ့မှာဆိုရင်ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးနဲ့ပတ်သက်ရင်ဝင်တော့ဝင်တယ်မိသားစုကိစ္စလေးတွေကြောက်ဘာသာရေးကိစ္စလေးတွေကြောက်အများနဲ့ပတ်သက်တာတွေအပေါင်းအသင်းကိစ္စလေးတွေအပျော်အဖားကိစ္စလေးတွေလူမွေးဆိုင်ရာကိစ္စလေးတွေမှာငွေကုန်ကြီးကြအများရတာမျိုးအဖက်မတင်တာမျိုးလေးတွေမိသားစုကိစ္စအိမ်နွေးရေးကိစ္စလေးတွေမှာ အမွေကိစ္စလေးတွေအမှုကိစ္စလေးတွေကြောင့်ပြဿနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဒီ1989ခုနှစ်အတွင်းမှာဆိုမိတ်ဆွေဘုတ်တို့ရောက်တာတမီးများအနေနဲ့မိသားစုကိစ္စအိမ်နွေးကိစ္စတွေမှာအမွေကိစ္စအမှုကိစ္စတွေမှာဖြစ်နိုင်ရင်အဲ့ဒီလိုဖြစ်နေတဲ့ကိစ္စတွေကိုကိုကလိုက်လံမကူညီတာကောင်းတယ်ဖြစ်နိုင်ရင်ကိုပေးနိုင်တဲ့အရာဆိုပေးလိုက်မပေးနိုင်ဘူးဆိုလို့ရှိရင်ဝင်ကိုပြောအနေနဲ့ပြဿနာကတော့စားလေးပြောကြုံရတာမျိုးကိုကိုသူတို့ကသူတို့နေတာအကောင်ပြဿနာတက်နေတာကိုကဝင်လိုက်ခါမှာ အဲသူကိုကြောင်ဆိုတဲ့မောင်မုံစောင်းတက်တယ်လို့လက်ညှိုးထိုးခံရတတ်တဲ့နှစ်ဖြစ်တာအကြောင်းမလို့မိတ်ဆွေဘုရားဥရောသသမီးဟာ1986ခုနှစ်မှာအိမ်တွင်းရေးမိသားစုရေးတွေနဲ့ပတ်သက်လာရင်ညံ့နေဆိုတဲ့နှစ်ကိုတော့ဆရာတို့သုံးသပ်ဆုံးဖြတ်လို့ရတော့ကာလာဖြစ်ပါတယ်ဒါပြီး ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာလုပ်ငန်းကိစ္စယင်းဤကိစ္စလေးတွေမှာအကျိုးပေးတယ်အဖွဲ့အစည်းရဲ့အသင်းဖွဲ့နဲ့ပတ်သက်တာမျိုးတွေတဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးလေးတွေကပို့ပြီးအားသာစေတယ်ပြီးတဲ့အခါလူယုံမလွယ်နဲ့လူယုံတတ်တတ်တယ်အကျိုးပေးတဲ့လုပ်ငန်းလေးတွေကိုဗုဒ္ဓဘုရားသာသမီတွေပေါ်ပြပေးပြရစီ အထည်အလိုက်လုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခီးသွားတဲ့ပတ်သက်တာတွေအကျိုးပေးတယ်ကိုယ်တိုင်လုပ်တဲ့အလုပ်တွေဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်တဲ့အလုပ်တွေအမိခံလုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်အသင်းအဖွဲ့အဖွဲ့အစည်းနဲ့ပတ်သက်လာဒါတဲ့ခါကိုယ့်ရဲ့အမိခံလုပ်ရတဲ့ကိစ္စလေးတွေမှာအသာကောင်းမွန်တယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရတင်းတင်းပြောဆိုပါတောင်းမှရပါလိမ့်မယ်ထို့သောမိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်တဲ့အရာလေးတွေမှာလက်ထဲငွေထားတာထက်ရင်းနှီးတာပိုကောင်းတယ်ငွေကြီးနဲ့ပတ်သက်ရင်အဲ ဟိုနားကလည်းထွက်ဒီနားကလည်းထွက်ရစရာလည်းရှိတယ်လို့ပေးစရာလည်းရှိတယ်အထူးသဖြင့်ငွေကြီးဆိုင်ရာကိစ္စလေးဒီမှာဆိုရင်သူများကိုရှိတာငားတာလေးတွေစေတနာတွေဝေဒနာမပေါ်နဲ့အဲလူမှုရေးကိစ္စလေးတွေမှာငွေကုန်ကြေးကြများရတတ်တယ်လို့အရှိင်းနဲ့ပတ်သက်လာတဲ့အခါမှာတော့ အထောက်အကူတွေရရှိတတ်တယ်အတွေးခေါ်အကြံစီတွေရရှိတတ်တယ်တို့ရပြင်ဗုဒ္ဓဘုရားတသမိဟာဒီနှစ်ထဲမှာမိမိရဲ့ပူဇာပတ်ဟာကြာစာပရိဆိုရင်တော့ပြဒနာကရောက်စာလေးတွေပေါ်လာတာမျိုးတွေအရှုပ်ရှင်းလေးတွေပေါ်လာတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်လို့တတိထားပါကြီးစားမရှိသူတွေပြိုးရွယ်သူများအနေနဲ့ကတော့ဒီနှစ်ဟာစမ်းပွင့်တတ်သောကာလမြစ်တာကြီးဖြစ်မှာဆိုလို့ရှိရင်ပူဇာပတ်အမှန်ပူဇာစစ်အမှန်ကန်လေးပေါ်တတ်တဲ့နှစ်ဖြစ်တယ်ထို့အပြင်ဘာကိုလှုပ်လှုပ်သိကြပါတယ် အဆုံးသတ်မှာတော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်သောနှစ်ဖြစ်တယ်။အကျိုးပေးသောနံပါတ်အနေနဲ့ဆိုရင်တော့ဗုဒ္ဓဘုရားတသမီးရဒီနှစ်တာတော်တွင်မှာအဲ၄ကဏ္ဍ၅ကဏ္ဍ၃ကဏ္ဍနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအရာအနေနဲ့ဆိုလို့ရှိရင်တော့အဝါရောင်ညညိုရောင်အစိမ်းရောင်ပါသောအရာတွေကိုဝတ်ဆင်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်အားသာခြင်းနဲ့ကောင်းမွန်ခြင်းတွေတိုးတက်နိုင်ပါတယ်။အကျိုးပေးစေသောအရာဟာတော့ မိတ်ဆွေဘုတို့ဘူးရအောင်သာသမီများအနေနဲ့အရှိဆုဆူရဖြစ်ပါတယ်စန်တီယာရကတော့မြောက်ရဖြစ်ပါတယ်ဘာကိုလို့လို့အဲလုပ်ငန်းဆောင်တာကိစ္စတွေအလုပ်ဆောင်တာကိစ္စတွေမျိုးအရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဒိဋ္ဌံလေးတစ်ခုကိုယူပြီးလောက်တာမျိုးငါတော့ဒါလေးကိုရရင်ခွေးစာကျွေးမယ်ဆိုတာမျိုးခိုးစာကျွေးမယ်ဆိုတာမျိုးအော်ခလေးငယ်လေးတွေကိုလမ်းပြကလေးငယ်လေးတွေကိုအော်မရှိစင်ရသားလေးတွေကိုဒီလိုမျိုးလေးတွေကိုအထောက်အကူဖြစ်စေတဲ့အရာလေးတွေနဲ့ရည်စူးတရယ်စေပြီးလောက်ပါဒါအပြင်ဒီနှစ်တာအတော်တွေမှာ ဘာကိုဖြစ်ဖြစ်ဆုံးဖြတ်ချက်နှစ်ခွာလေးတွေဖြစ်ရတဲ့အတွက်တော့သတိထားစင်နေမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုနှစ်ခုတက်ပို့ပြီးတော့ဆုံးဖြတ်ရတတ်တော့နှစ်ဖြစ်တယ်လို့မိတ်ဆွေတို့အနေနဲ့ဘာလို့လို့လို့လာတိုင်းမှာဆိုရင်တလတရနေ့၂ရက်၃ရက်၄ရက်နေ့အတွင်းကိုအတက်နိုင်လို့သတိထားပါဆွေမဝယ်ပါနဲ့ဆွေနဲ့ပတ်သက်လာရင်ဒီနှစ်တာတော့ဒီမှာကို့အမိနဲ့ဝယ်တာမျိုးလေးတွေမှာနည်းနည်းအားနည်းစီတယ်လူယုံမလွယ်ပါနဲ့လူယုံနဲ့ပတ်သက်လာတဲ့အခါမှာလူယုံလေးတွေလိန်လိန်ခံရတာမျိုးကြုံရတတ်တဲ့အတွက်တော့သတိထားစင်နေပေးပါ အလုတ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်တဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလုတ်ဆောင်မှာအားသာခြင်းတုတ်တက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေကိုဧကန်ဒိဋ္ဌာကျင်းတွေရရှိစေသောနှစ်ဖြစ်တာတော့အတိအကျပဲဖြစ်တယ်ဘုဒ္ဓဘုရားဥဒသမိတ္တဒီတစ်နှစ်တာတော့ဒီမှာကံတတိထားစရာအချက်လေးတစ်ချက်တော့ရှိတယ် ံကောင်းလာရင်မိတ်ဆွေတို့ကဆက်တိုက်ဆက်တိုက်ဆက်တိုက်စောကြီးထိပေါင်းနေမှရောက်ဆိုသူတို့ပဲကံကောင်းလာရင်တော့ဘာကိုဖြစ်ဖြစ်လောကအဆင်ပြေနေမယ်ကံကလေးများညံ့လာပြီဆိုဘာကိုလှုပ်လှုပ်ထင်ငေါ်နေတာအလို့တခုမဟုတ်တခုမဟုတ်တခုမဟုတ်စိတ်ကကြန့်ကြာနေတာမျိုးထင်ငေါ်နေရင်တော့မိတ်ဆွေပေါ်တခုရောက်သူတို့များငင်ငင်ကလေးหนีလိုက်ပါကံရဲ့အတက်ကိုစောင့်လို့ဖို့လိုအပ်ပါတယ်သာသမီရရှိတတ်ပါတယ်သာသမီတွေရဲ့အကူအညီထောက်ဖို့ကိုရရှိတတ်တယ်လို့မိတ်ဆွေသာသမီကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းရတာမျိုးလေးတွေစိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်တယ်လို့ မိတ်ဆွေဟာဒီနှစ်ထဲမှာတတိထားစီနေရမှာတော့ကိုယ့်ကိုမြှောက်ပြောတဲ့သူတွေကိုတတိထားပါမြှောက်ပြောတဲ့သူတွေဟာမိမိကိုကန်ညံ့စေတယ်ဆရာမိတ်ဆွေတို့ကိုကြုံလုံးလေးအဲတင်ပြစရာလေးတခုရှိပါတယ်လူသုံးမျိုးကိုရှောင်ပါလူသုံးမျိုးရဲ့ဇာတ်ကိုကြည့်ပါနံပါတ်1မိမိကိုဘယ်တော့ဖြစ်ဖြစ်ကိုယ့်ရဲ့အကြိုက်ကိုလိုက်ပြောနေတဲ့သူတွေဟာတတိထားပါကိုကပါဆိုတဖြူရင်ဖြူတယ်ကိုကหนีရင်หนีတဲ့မိတ်ဆွေကိုကပြရင်ပြတယ်ကိုကစိတ်ရင်စိတ်နေဆိုတဲ့လိုက်စိတ်နေသူတွေဟာ သူတို့ဟာตาပေါင်းနေဖြစ်ပါတယ်ဒုတိယတစ်ချက်ကိုပါပြောပြောစကားပြောတဲ့အခါသူကလက်ခံနားထောင်ပြီးသူ့အကြောင်းမပြောဘူးကိုအကြောင်းကြီးပြောနေရတယ်ဟောကိုကိုပါပြောပြောသူကနားထောင်ပြီးတဲ့သူတွေသူတို့ကိုပုံပြီးဆိုင်ပါသူတို့ဟာအကြံစီတမားတွေဖြစ်ပါတယ်ဟာကိုကတော့နေရာတကာမှာလူလူကြားထဲမှာဘဒုပိပိအားတိတ်ကနေသူ့အကြောင်းလည်းမထားဘွယ်အကြောင်းမှမထားပဲလူတွေကိုခင်တတ်တဲ့စကားအများကြီးပြောတတ်တဲ့သူတွေရတော့သူတို့ဟာ ထင်ပေါ်တတ်တဲ့သူတွေဖြစ်ပြီးတော့စိတ်ရင်းကောင်းပါတယ်မဟုတ်မခံတဲ့သူတွေဖြစ်ပါတယ်အဲ့တော့ဆရာပြောရှင်တဲ့အတိတ်ပဲအချက်တရားမိတ်ဆွေတို့ရဲ့ဘဝမှာအရေးကြီးတဲ့အချက်လေး၃ချက်ကိုလူပေါင်းမုံပေါင်းလို့၃မျိုးဆရာပြောလိုက်တာပါစကားပြောနေပြီးလက်ခံနားထောင်တဲ့သူဟာအကျံစီတမားဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ကိုယ့်ကိုဘာဖြစ်ဖြစ်ကိုကောင်းရင်လိုက်ကောင်းကိုဆိုးရင်လိုက်ဆိုးကိုယ့်ရဲ့အကြိုက်ကိုလိုက်ဆောင်နေသူဟာသူတို့ဟာကိုယ့်ရဲ့နာကနေလိုလာရဖို့အတွက်ပဲကြည့်တဲ့သူတွေဖြစ်ပါတယ်။ตาကူးတွေလို့ခေါ်တာပေါ့။ ဘာဖြစ်ဖြစ်ရင်ထဲမှာထားပဲနဲ့ပြောပြတတ်တဲ့သူတွေဟာစိတ်ရင်းကောင်းပါလေသို့တော့အတွင်းကိစ္စအိမ်လုံးရေးကိစ္စတွေတိုင်မြင်ရတော့မတင်ဘူးလို့ဆရာကထပ်လောင်းပြောပြရစီခင်ဗျာကောင်းပြီဆိုတော့ဒါအပြင်ပုံတစ်ခုရအောင်သတ္တမိတွေဟာကန်ဆာတာကောင်းစီရန်အရေးကြီးတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါဆက်ဆက်ရအောင်မြင်တိုးတက်စီရန်အတွက်ဆိုရင်တော့ လူရမှုပြုမှုဆောင်ရွက်တဲ့အခါကြလို့ရှိရင်မိဆွေတို့ရဲ့အိတ်ကတ်ထဲမှာနော်မိဆွေတို့ရဲ့အိတ်ကတ်ထဲမှာ200ရံလေးတရွက်ကို၄ခေါက်ရှို့ရှို့ပြီးတဲ့အခါမှာပလတ်စတစ်လေးလောင်းလာတာမျိုးဖြစ်စေအိတ်ကလေးကိုကလေးလေးနဲ့ကုတ်မီးလေးနဲ့ပိတ်ပြီးတော့ဆောင်ပြီးတော့လူရကိုပုတ်ပြီးတော့အိတ်ကတ်လေးကိုပုတ်ပြီးတော့လူရကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုများစွာရရှိတတ်သောနှစ်ဖြစ်ပါလေဒါအပြင်မိဆွေတို့အနေနဲ့သတိထားစင်ကြင်ရမယ့် နေသားတွေအနေနဲ့ဆိုလို့ရှိရင်တော့ဘာကိုလုပ်လို့နေနံတူတွေဖြစ်တဲ့ဗုဒ္ဓဘုရားသမီးတို့မဟုတ်ရာဟုသာသမီးတွေကိုတတိထားဆင်ញင်ပေးဖို့လိုအပ်ပါတယ်ဒါအပြင်ရွှေတွေနဲ့ပတ်သက်လာတဲ့အခါအလှပကြီးရတယ်နဲ့ပတ်သက်လာတဲ့အခါမှာဝစ်စားဆင်ញင်မှုတွေနဲ့ပတ်သက်လာတဲ့အခါမှာပြင်ရင်မလှတတ်သောနှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဆရာလိုလှခြင်းမိစုတို့ကမပြင်ပြင်တာကောင်းပါတယ်ဘောနော်လှခြင်းလို့တရားတိုက်ရေစီးကမ်းမျိုးလိုက်တတ်တဲ့နှစ်ဖြစ်တတ်တဲ့အတွက်တော့ဗုဒ္ဓဘုရားသာသမီးတွေအကြံအားဖြင့်ချုပ်ငုံပြီးတော့တုံ့တက်ရရင်ဘာကိုလုပ်လို့အစမှာတော့ နည်းနည်းလေးဇွဲရှိဖို့လိုတယ်ဇွဲမရှိပဲနဲ့ဟိုဟိုဖင်မမြဲဒီဘေးဖင်မမြဲဟိုနားဆက်ဆက်ဒီနားဆက်ဆက်ဆိုတဲ့မိတ်ဆွေတို့ကရောက်သားသမီးတွေကတတိထားစင်ကျင်တဲ့တော့နှစ်ဖြစ်ပါတယ်ဒါအပြင်လူယုံမလွယ်ပါနဲ့ မိသားစုကိစ္စအဖွဲ့အစည်းအတင်းဖွဲ့ကိစ္စကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာဥစ္စာမလုပ်ပါနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေကိုချိန်တိုဆောင်ရအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိမဲ့နှစ်ဖြစ်တယ်လို့ဆရာကအကြအပြင်သုံးသပ်ရမယ်လူငယ်တွေအရှိရင်မှချစ်သူကြီးကြရရှိစေနိုင်ပါတယ်ကျမ်းမာရင်းနဲ့ပတ်သက်လာရင်လူပြူစားတာမျိုးတွေကယူဆိုင်ပါနှလုံးနဲ့ပတ်သက်တာမျိုးတွေအားနေပါလေရွှေဝင်မတော်ပါဘူးလူဝင်မတော်ပါဘူးအမှုကိစ္စအမွေကိစ္စတွေကိုကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့လိုက်လံမပြုတ်မှုတင်ပါဘူးအဋ္ဌိဌံပြုလို့တဲ့ဗုဒ္ဓဖူးရာဟုသာသမိမိတ်ဆွေများအနေနဲ့ အဋိဋ္ဌံပြုလို့တပါဆိုရင်24ပဋ္ဌာန်အရှိကိုနော်အကျယ်ကိုနေစဉ်ရွတ်ဖတ်ပူဇော်ခြင်းအဖြစ်ဖြစ်စေမိ쇠တို့အဋိဋ္ဌံပြုခြင်းအဖြစ်မိ쇠တို့ရဲ့လူမှုရေးကျမ်းမာရေးစီးပွားရေးတွေဟာကံကောင်းမှုတွေရရှိလာမယ်ဆိုတဲ့အကြောင်းနဲ့ မေတ္တာထားနိုင်စွမ်းရှိသောပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားပါလို့ဆရာကပြောရင်းနဲ့ဘာလို့ဖြစ်ဖြစ်အလောင်းကစားနဲ့ပတ်သက်တာတွေလုံးဝသတိထားသင့်သောနှစ်ဖြစ်ပါလေလူယုံမလွယ်ပါနဲ့အလောင်းကစားနဲ့ပတ်သက်တာတွေသေရင်မြေကြီးရှင်ရွှေကြီးဆိုတာမျိုးတွေမလုပ်ပါနဲ့ဒါလေးတစ်ခုကိုထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျဒါကြောင့်အစမှာဘလောက်ခက်ခဲကဲဇွဲကလေးတာစိုက်ပါအပြိုင်ဆိုင်တိုက်ခိုက်ပြီးကြားတဲ့ကကံကောင်းတဲ့ဘက်ကိုရောက်ရှိလာမှအသေးချာပဲဖြစ်တယ်လို့တီကန်ဆန်းမှုလိုအကြောင်းတတိပေးထထအောင်ပြောကြရင်းနဲ့ 家长，你干啥米的多塞呀？